everyone, welcome to Hannah English Corner. Today we are going to learn English speaking patterns part 3. It is my first time class but I am early adopter song jane it is my first time traveling alone. It is my first time driving a car. Alone It is my first time learning English online. it is my first time learning english online ဒါပထမဆုံးအကြိမ်အင်္ဂလိပ်စာကို online ကနေပြီးတော့လေ့လာပူတာ okay အဲဆိုလို့ဆိုရင်ဒုတိယ speaking pattern လေးကိုကြည့်ကြည့်ရအောင်နော်အဲ့လေးကတော့ how about plus noun or perfect ပဲဖြစ်ပါတယ်သူကကြတော့ဒါရောဒါရောဘလို့လဲဥမာဆိုစရင်ဒီတစ်ခုရောဘလို့လဲအဲ့လိုမျိုးအကြံပေးရချိန်မှာတုံးနေပါတော့ဥမာဆိုလို့ဆိုရင် how about going to the cinema how about going to the cinema ရုပ်ရှင်သွားကြည့်ရင်ရောဘလို့လဲ How about this dress? ဒီကောင်ရောဘလို့လဲ How about this plan? How about this plan? ဒီအစီအစဉ်ရောဘလို့လဲ Okay, as I'll say now, test speaking pattern လေးကြည့်ကြည့်ရအောင်เนาะတကူကတော့ let me plus perform ဖြစ်ပါတယ်အဲ့ဒါကတော့သူ့အသေးပြားကြာอืมပေးမယ်ဒါမှမဟုတ်ဆိုရင်ပါရစီအဲ့လိုပုံစံမျိုးလေးပြောပါနော်ဥမာလေးတစ်ချက်ကြည့်ကြည့်အောင်เนาะ uh let me carry that let me carry that Ta debi me. let me explain. Let me explain. Ta me. Let me go. Let me go. Ta Let me speak. Let me speak. Ma Let me see. Let me see. ငါချိပြရစီဆိုရအတိတ်ပဲပဲဖြစ်ပါတယ်အဲ့ဒါလို့ဆိုရင်နောက်တစ်ခုကိုကြည့်ကြည့်မယ်နော်နောက်တစ်ခုကတော့ i used to plus buff one ပဲဖြစ်ပါတယ်အဲ့မှာဆိုလို့ဆိုရင် use မှာ d လေးပါရပါနော်အာအကဲကိုက d မပါဘူးဆိုလို့ဆိုရင်အဲ့ဒါကကျတော့တစ်ခုခုအတုံးပြူတယ်လို့ငါတခုကိုတုံးတယ်လို့ပြောရပြောရတဲ့ပဲလေးဖြစ်သွားပါတော့ဒီမှာဒီပါရဲ့အတွက်ကျွန်တော် i used to plus buff one ဆိုတာကြတော့ ကိုကအရင်တော့တခုခုလုံးလေးရှိရပေါ့နော်အဲ့ဒါကိုပြောဒါပေမဲ့အခုတော့မလုံးတော့ဘူးပေါ့နော် okay အဲ့ဆိုလို့ဆိုရင် example လေးတစ်ချက်ကြည့်ကြအောင်နော် i used to live in yangon i used to live in yangon ငါအရင်တော့ yangon မှာနေလေးရှိတယ်ဒါပေမဲ့အခုတော့မနေတော့ဘူး i used to drink coffee in the morning i used to drink coffee in the morning ငါအရင်တော့မနေ့ဆို coffee တောက်လေးရှိတယ် we used to go swimming every sunday we used to go swimming every sunday ငါတို့အရင်တော့ဆိုလို့ရှိရင်တနင်္ဂနွေနေ့တိုင်းအဲရေသွားကူလေးရှိတယ် he used to play football he used to play football သူအရင်တော့ဘောလုံးကန်လေးရှိတယ်ဆိုတဲ့အထိပ္ပယ်လေးပဲဖြစ်ပါတယ် just speaking pattern လေးကတော့ i'm used to plus noun or verb ing ပဲဖြစ်ပါတယ်။အာနေသားကြနေပြီဒါမှမဟုတ်ရင်ကျင်သားရနေပြီဆိုတော့အသေးပဲလေးပဲဖြစ်ပါတယ်။ okay i'm used to this weather I'm used to this weather. ဒီရာသီဥတုနဲ့ကျင်သားရနေပြီ၊နေသားကျနေပြီဆိုတာအသေးပဲလေးပဲဖြစ်ပါတယ်။ဥပမာဆိုလို့ဆိုရင်ကိုကအာပူတဲ့အရာကိုနေရမျိုးอ่ะပေါ့နော်အရင်တော့ဆိုလို့ဆိုရင်အရန်ပူတယ်အဲ့အောင်မှာကိုကတခြားနိုင်ငံတခြားနိုင်ငံကိုပြောင်းနေချိန်မှာဆိုလို့ဆိုရင်အဲ့ရဲ့ရာသီဥတုကအရန်အေးတဲ့ချိန်မှာဆိုလို့ဆိုရင်ကျတော့ဟုတ်ပါတယ်မဲ့ဒီနိုင်ငံမှာနေတာကြားလာရတဲ့ကျွန်တော်ဒီရာသီဥတုနဲ့ကိုကကျင်သားရနေပြီဆိုနေသားကျနေပြီဆိုအတိတ်ပဲလေးပဲဖြစ်ပါတယ် I'm used to waking up early. I'm used to waking up early. ငါမနေ့စောစောရထရတာကျင်သားရနေပြီ I'm not used to speaking in public. I'm not used to speaking in public. ဒီမှာ not ထည့်ထားတဲ့အတွက်ကြောင့်မလို့ကိုရီဘာဘာသိပဲလဲဆိုတဲ့အချိန်ကြတော့အလူများရှိမှစကားပြောရကွာအခုချိန်ထိကျင်သားမရသေးဘူးလို့အဓိပ္ပာယ်ဖြစ်ပါတယ် Okay, also let's say now that speaking pattern လေးကိုကြည့်ကြအောင်နော်။ I'm dying to plus buff one ပဲဖြစ်ပါတယ်။အဲ့အလေးကကြတော့ချင်းတာအရန်ပဲဆိုတဲ့အဓိပ္ပာယ်လေးပေါက်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်တခုဖြစ်ချင်းစက်အရန်များတာကိုပြောပါနော်။ Okay, also ဥမာတစ်ချက်ကြည့်ကြအောင်နော်။ I'm dying to see that movie. အဲ့ movie ကိုအရန်ကြည့်ချင်နေပြီ။အဲ့စကားကိုအရန်ကြည့်ချင်နေပြီ။တို့အဓိပ္ပာယ်ရပါလား။ I'm dying to meet your family. I'm dying to meet your family. အမေမိသားစုရင်းနဲ့အရန်တွေ့ကျင်နေပြီ I'm dying to find out what happens next. I'm dying to find out what happens next. အနောက်တဘာဆက်ဖြစ်မလဲဆိုတာကအရန်ကိုတည်ကျင်နေပြီပေါ့နော်။အနောက်တခုကတော့ it will be difficult to plus perform ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်တခုလုံးဖို့ခက်ခဲလိမ့်မယ်ဆိုတဲ့အသိပဲလို့ပဲဖြစ်ပါတယ်။အဲ့ဆိုဥမာတစ်ချက်ကြည့်ကြအောင်နော်။ It will be difficult to find a taxi at this hour. it will be difficult to find a taxi at this hour. ဒီချိန်ကြမှာ taxi ရှာဖို့ဆိုလို့ရှိရင်နည်းနည်းခက်ခဲလိမ့်မယ်ပေါ့နော်။ It will be difficult to carry all these bags alone. It will be difficult to carry all these bags alone. ဒီအိတ်တွေအကုန်လုံးတယောက်တည်းတည်ဖို့ဆိုလို့ဆိုရင်နည်းနည်းတော့ခက်ခဲလိမ့်မယ်နော်။ It will be difficult to get a ticket now. It will be difficult to get a ticket now. အခုမှလက်မှတ်ရဖို့ဆိုလို့ဆိုရင်တော့နည်းနည်းခက်ခဲလိမ့်မယ်ဆိုတဲ့အသေးပဲလေးပဲဖြစ်ပါတယ်။ I'll have to plus buff one ပဲဖြစ်ပါတယ်။အဲ့ဟာတော့ရလိမ့်မယ်ဆိုရင်အသေးပဲဖြစ်ပါတယ်။ Okay ဥမာတစ်ချက်ကြည့်ကြအောင်နော်။ You will have to bring your passport. You will have to bring your passport. မင်း passport ယူလာခဲ့ရလိမ့်မယ်။ You will have to call them back later. You will have to call them back later. မင်းသူတို့ကိုဖုန်းပြန်ခေါ်ရလိမ့်မယ်။ You will have to make a decision soon. You will have to make a decision soon. မြန်မာကြမ်းမိချိန်မှာဆိုလို့ဆိုရင်စုံဖြည့်ချက် ချလိုက်မယ်ဆိုတဲ့အသေးပဲလေးပဲဖြစ်ပါတယ်။ Now that speaking pattern လေးတခုကတော့ I don't have time to plus perform ပဲဖြစ်ပါတယ်။အဲ့ဒါတော့တခုလုပ်ဖို့အချိန်မရှိဘူးလို့အသေးပဲရပါတယ်။ဥပမာဆိုလို့ဆိုရင် I don't have time to cook dinner today. I don't have time to cook dinner today. ဒီနေ့ညစာချဖို့အချိန်မရှိဘူး။ I don't have time to read a book. I don't have time to read a book. စာအုပ်ဖတ်ဖို့အချိန်မရှိဘူး။ I don't have time to talk right now. I don't have time to talk right now. အခုတော့စကားပြောမှာအချိန်မရှိဘူးလို့ပြောရမှာဖြစ်ပါတယ်။အရင်တော့ပေါ့နော်အချိန်မရှိခဲ့ဘူးအချိန်မရခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဥပမာဆိုလို့ဆိုရင် I didn't have time to call you back. I didn't have time to call you back. မမေကိုဖုန်းပြန်ခေါ်ဖို့အချိန်မရှိခဲ့ဘူးပေါ့နော်။ I didn't have time to go to the bank. I didn't have time to go to the bank. Uh, Bandwabo, Bandwabo, Ache, Mishige, Wana, Ache, Miyage, Wana. I didn't have time to prepare for the test. I didn't have time to prepare for the test. Uh, somewhere, the Jodin Bin Simbu, Ache, Miyage, Wulu, Adibe, Yabare. ။နောက်ဆုံး English speaking button လေးကတော့ I would like to plus platform ပဲဖြစ်ပါတယ်။သူ့ရဲ့အသေးပဲလေးကတော့ channel ဆိုတဲ့အသေးပဲဖြစ်ပါတယ်။ဥပမာဆိုလို့ဆိုရင် I would like to travel around the world. I would like to travel around the world. ငါကမ္ဘာအနှံ့ခီးထွက်ချင်တယ်။ I would like to improve my English. I would like to improve my English. ငါ English စာငါရဲ့ English စာကိုဘာလို့ဒီထက်မှကပ်ပို့ပြီးတိုးတက်ချင်တယ်ပေါ့နော်။ I would like to join your team. I would like to join your team. မမေဥဖွဲ့တဲ့ပါဝင်ခြင်းနဲ့ပေါ့နော်။အဲ့လိုမျိုးပြောရတဲ့အချိန်မှာတုံ့ပြန်ရပါတယ်။အဲဆိုလို့ရှိရင်ကျွန်တော်ကဒီနေ့ English speaking pattern 10ခုကိုရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ဒီလိုမျိုး speaking pattern လေးတွေကဘယ်သူတွေအတွက်အဆင်ပြေလဲဆိုလို့ရှိရင်ကိုယ့်အခွင့်အမှာနည်းနည်းလေးမကျွမ်းသေးဘူးဆိုလို့ရှိရင်ဒီလိုမျိုး speaking pattern လေးတွေနဲ့လေ့လာဖို့ကဟာ အရန်ကိုအတင်းတော်ဆုံးပေါ့နော်အဲကျွန်တော်ရိုက်စေခြင်းတဲ့ဗီဒီယိုလေးရှိရဆိုလို့ဆိုရင် comment မှာတစ်ချက်မှတ်ခဲ့ပြီနော်အဲဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်